မင်္ဂလာပါရှင်ဒီနေ့ကတော့ဟင်းသုံးမျိုးအတွဲ၁၄ကိုချက်ပြမှာဖြစ်ပါတယ်ရှင်အလူပက်ကလာဟင်းငပောင်ရိုးချုံမြူတီစားတောင်အဲသုံးမျိုးတွဲဖက်ပြီးစိုင်းအရန်ကိုမှထမင်းစားကောင်းပါတယ်ရှင်ကျမလိုပဲအတွဲ၁၄နဲ့ချက်ပြီးတော့စားကြည့်ကြပါအောင်နော်စားပြီအလူပက်ကလာဟင်းစားချက်ပါမယ်ရှင်ကလေးဘဲကိုအစင်းသိအရင်ဦးဆုံးပြုတ်ထားပါမယ်နော် ဒါကတော့ကျမကလပဲကိုအစိတ်သာမနေ့ကလေးကပြုတ်ထားတာပါရှင်ပြုတ်ပြီးရေခဲကြတယ်ထင်တာပါကျမကအခုတော့ကလပဲကိုကလပဲပြုတ်ပြီးသားကို30သားတုံးมาဖြစ်ပါတယ်ကလပဲ30သားနဲ့အာလူအစိတ်သားနဲ့ကိုချက်ပြမှာဖြစ်ပါတယ်ရှင်အာလူနှလုံးခွာလို့ပြီးပြီရေစေးပြီးတော့နေတော့ဒုံးလေးတုံးပါမယ်အာလူကိုထပ်ပြောမယ်နော်ကလပဲ30သားကိုအာလူအစိတ်သားပါနော် အဲအာလူလိမ့်ပြီဆိုတော့ချက်ဖို့ပြင်တော့မယ်ကလဝဲပြုတ်ပြီးသားတစ်ဆယ်သားကိုကျွန်မထည့်လိုက်ပါမယ်ရှင်အရင်ဦးဆုံးကလဝဲကိုစပြုတ်ထားပါမယ်နော်ကလဝဲပြုတ်ပြီးသွားတော့မှာပဲဟင်းကိုစပြင်မှာဖြစ်ပါတယ်ရှင်ဟုတ်ပြီကလဝဲထည့်ပြီးပြီ လဲဘဲကိုနည်းနည်းလေးကြည်သွားအောင်လက်လေးနဲ့ခြေပီးလိုက်ပါမယ်ရှင်။အရင်စီညက်စီနေအောင်ခြေတာမျိုးတော့မဟုတ်ဘူးပေါ့နော်။ညက်ညက်လေးဖြစ်သွားအောင်ခြေလိုက်ပါမယ်ရှင်။ကလဲဘဲကတော့နူးဤပီးသားဖြစ်ပါလေရှင်။နူးဤနေအောင်ပြုတ်ထားတာပါ။ပြီးတော့ရေစိထားတဲ့အာလူးကိုထည့်လိုက်မယ်။ပြန်ရေထည့်လိုက်ပါမယ်ရေကတော့ဒီမှာကိုကြိုက်သလိုပေါ့အပြည့်အကျဲပေါ့เนาะထည့်လို့ရပါတယ်ပြီးတော့ဂျင်းထောင်းထားတာလေးကိုထည့်လိုက်ပါမယ်ရှင် ပြီးရင်ကျက်သွန်အဖြူနီစီသက်ထားတာလေးထည့်ပါမယ်စီသက်နှစ်လေးကိုဒီနေရာမှာစီသက်နှစ်မရှိတဲ့လူကတော့ကျက်သွန်အဖြူနီကိုငရုတ်သီးနဲ့ထောင်းပြီးတော့တခါတည်းထည့်ရပါမယ်ရှင်စီလေးထည့်ရပါမယ်เนาะတခါတည်းကျမကစီသက်နှစ်ရှိတဲ့အတွက်ကြောင့်မို့စီသက်နှစ်ပဲထည့်လိုက်တာပါဒါကကြတော့ပြင်းတော်သိန်းကိုကျမကအချောက်လမ်းပြီးတော့ပြင်းတော်သိန်းကိုအချောက်လမ်းပြီးအမှုန့်ကျိတ်ထားတာပေါ့နော်အဲ့ဒါလေးထည့်တယ်မှုရအောင်လို့ပြင်းတော်သိန်းအမှုန့်မရှိတဲ့လူကပြင်းတော်သိန်းရွက်ကိုထည့်ပါပြီးတော့ကလာလေးမဆလာထည့်ပါမယ်ရှင် ပြီးတော့ဒါကပဲဟင်းချက်လို့ရှင်ရင်ထဲ့တဲ့အစီအစံလေးပေါ့နော်ဒီထဲမှာဇီယာဆေးပါမယ်နနန်ဆေးပါမယ်မုံကြီးဆေးပါမယ်ပေါ့နော်အဲ့ဒါမှုေးတယ်ပေါ့နော်ပဲကလာဟင်းချက်လို့ရှင်ထဲ့တာပါအဲ့ဒါလေးထည့်ပြီးပြီဆိုလို့ရှင်ရင်ဟင်းဟိုကိုစတဲ့လို့ရပါပြီဒီမှာကျမကဟိုဘောနော်အရသာထည့်ဖို့ကြံနေတယ်ဘောနော်ဒီမှာပုံမှန်ဆိုလို့ရှင်အရသာတစ်ခါလေးထည့်ရမှာမှကျမမေ့သွားလို့ပါရှင်ထည့်ဖို့ အိုးတင်လိုက်ပါမယ်နော်။အင်းဆူလာပါပြီ။တော်တော်လေးစူပွက်လာပြီးတော့အာလူးလည်းနူးနေပါပြီနော်။ကျမကကကစားနဲ့ဟင်းချုပ်မုတ်ထည့်ဖို့မေးခဲ့လို့အခုမှထည့်ရမှာဖြစ်ပါတယ်။ပုံမှန်တိုင်းဆိုလို့ရှိရင်တော့ဟင်းဥစပြင်းနေရထည့်ရမှာပါ။အဲ့ဒါဆိုအာလူးတွေကိုအရသာဝင်ပြီးပို့ပြီးစားကောင်းပါလေနော်။ပြီးတော့မကြီးကြီးလေးခတ်ပါမယ်ရှင်။ဟိုပြီးသွားပါပြီရှင်။အာလူးဒါလေးကငဖောင်ရွကြော်လေးပါ ဒီမှာဈေးတကဝင်လာတာငဖောင်ယူ2500ဘူပါရှင်။ဒါအကုန်လုံးပိုက်တိပါတွေဖောက်ပြီးအကြီးတွေပါတွေထိုးပြီးပေါ့နော်အကုန်စိတ်ကြောပြီးသွားပါပြီ။ဒါလေးကိုစားစနေဟင်းချုံမုံနေပါမယ်။ဟင်းချုံမုံထည့်မယ်စားထည့်မယ်နနွေးမုတ်ထည့်ပါမယ်။အားလေးတွေကအရန်ပုံမှာနူ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 အီလေးပေါ့နော်ဒီမကြည့်ဝါအောင်တေးသေးချာချာလေးတတိထားပြီးတော့နေပေးရပါမယ်ငားလေးတွေကနူနူအီလေးတွေပို့လို့ပါ ေချာလေးနေပေးပြီဆိုလို့ရှိရင်တော့ငဖောင်ရိုးကိုကြော်ပါတော့မယ်ရှင်။အော်ကျမတခုပြောအောင်မယ်။ဒီငါးဆိုလို့ရှိရင်ပုံမှန်ပါငါးပဲပြေပေါ်တော့အဲ့လိုမျိုးစားစနစ်နေပြီးသွားပြီဆို15မိနစ်လောက်နှက်ထားတာပိုကောင်းပါတယ်နော်။ကြော်ပါတော့မယ်ရှင်။ နှစ်ခါလောက်တော့ခွဲကြောရပါတယ်เนาะ อืมจบပြီးတော့ပါပြီရှင်ငဖောင်ရိုးကြော်လေးရပါထောင်းပါမယ်เนาะယူတီဆောင်ထောင်းမှုအတွက်ကျွတ်သွန်အဖြူဦးကြီးတူအအနီဦးကြီးတူလို့ပါတယ်အနီကိုပပလှိပါမယ်ရှင်ပပလှိပြီးတော့ပြီဆိုလို့ရှင်တော့ ကျမတို့စစ်တုံဖြူနဲ့နေကိုစားထောင်းပါမယ်နော်စစ်တုံဖြူနဲ့နေထောင်းပြီးပြီဆိုရင်တော့စားထည့်ပါမယ် ဒီနေရာမှာအဲစားနေနေများထည့်ဖို့လိုတယ်ပေါ့နော်စားလေးနေနေကဲဖို့လိုပါတယ်စားထည့်မယ်ကျုံမုတ်ထည့်မယ်ငူသီးအလုံးမုတ်ထည့်ပါမယ်ခုနကတော့စက်သွုံအဖြူတူအနီတူပမာဏဆိုလို့ရှိရင်ငူသီးအလုံးမုတ်ကဒဇွန်ထမင်းစားဆုံးနဲ့ဒဇွန်မောက်မောက်နဲ့ဦးဒဇွန်ခွဲပေါ့နော်ဒဇွန်နဲ့တဝက်ထည့်ရပါမယ်ရှင်အဲ့ဒါဆိုရင်တော့ပါပဲ ိုက်ပမာဏဆိုတော့ပါပဲပြီးရင်ပစွန်ချောင်းနှုတ်လေးတွေကိုကျွန်မရေစိမ်ရေစိမ်ထားတာပေါ့နော်ရေစိမ်ထားတာလေးတွေထည့်ပါမယ်ဒီညမှာပစွန်ချောင်းမဟုတ်ရှိရင်လည်းထည့်လို့ရပါတယ်ကျွန်မကတော့ပစွန်ချောင်းအကောင်ပစ္စည်းလေးတွေပဲထည့်လိုက်ပါတယ်ထည့်ပြီးတော့ဆက်ထောင်ပါမယ်ရှင်ဆက်ထောင်ပြီးသွားပြီဆိုလို့ရှိရင်တော့မကြီးအပြည့်အစုံလေးဖြောထားတာလေးကိုထည့်ပေးပါမယ်။ဒီနေရာမှာတချို့ကမကြီးရေမသုံးမဲနဲ့တံများရေညှစ်ပြီးတော့သုံးတာမျိုးလည်းရှိပါတယ်။ကိုကြိုက်တယ်လို့ပေါ့နော်။ မတော့မကြီးရေပဲညှိလိုက်ပါတယ်မကြီးရေထည့်ပြီးပြီဆိုလို့ရှိရင်တော့ကျမကဆက်မထောင်းတော့ပါဘူးဇုံးလေးနဲ့ပဲနှံသွားအောင်နေပေးလိုက်ပါမယ်ပြီးတော့ဒါလေးကိုပေါ်ကနေပဲစီလေးဆမ်းပါမယ်ရှင်။လူကြီးစားတော့နဲ့တင်းတင်းလေးပဲစီနဲ့မွေးမွေးလေးပေါ့နော်။ရန်ကိုထမင်းစားမြင်စီတဲ့ဟင်းပါပဲရှင်။ ဖက်စီလေးထည့်ပါမယ်။အာလူပဲကလာဟင်းလေးရယ်ငဖောင်ရွေးချုပ်လေးမြေဥတီစားတောင်းလေးရယ်လုံးဝကိုထမင်းစားမြိန်စီမှာပါရှင်။အာလူမဲလှူစားကြည့်ကြပါနော်ဒီလိုမျိုးလေးပါ။ဒီလိုတွဲဆက်လေးနေပါ။ကျေးဇူးပါ။